မင်္ဂလာပါဗျာ site supervisor တူဖြစ်ဖို့စိတ်ဝင်စားနေသူတွေအတွက်ဒီဗီဒီယိုလေးကအထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ကလည်းလက်တွေ့လုပ်နေတဲ့ supervisor တူဖြစ်တာကြောင့်ကို့အတွေ့အကြုံပုံမူတည်ပြီးအကြံဉာဏ်၃ချက်ကိုမျှဝေပေးခြင်းပါတယ် အကြံဉာဏ်တာဝန်ယူမှုရှိရမယ် site supervisor ဆိုတာအလုပ်ရှင်နဲ့အလုပ်သမားကြားကတာဝန်ယူသူပါအချိန်မှန်ရောက်ရမှာအလုပ်တစ်ခုဆက်လက်ခြင်းနဲ့စနစ်တကျထိမ့်သိမ့်နိုင်မှုတာဝန်ယူမှုရှိရမယ်အလုပ်မဖြစ်တာကိုကြောင့်မဖြစ်တင်ဘူးဆိုတဲ့စိတ်ထားရှိဖို့ကအရန်ရေးကြည့်ပါတယ်အကြံဉာဏ်နဲ့ဆက်သွယ်ဆောင်ရွက်မှုကောင်းရမယ်လုပ်သားတွေနဲ့လည်းဆက်သွယ်တတ်ရမယ်ဖောက်တင်နဲ့လည်းနားလည်မှုရှိအောင်ပြောတတ်ရမယ်အကြောင်းဖော်ပြတတ်ဖို့အရှင်းလင်းပြောတတ်ဖို့ပြဿနာရှိရင်ချက်ချင်းဖြေရှင်းနိုင်မှုလေ့ကျင့်ထားဖို့လိုပါတယ် အကြံဉာဏ်၃စီမံခန့်ခွဲမှုစနစ်တကျရှိဖို့လိုတဲ့လုပ်သားအင်အားပစ္စည်းအသုံးနှုန်းနေ့စဉ်လုပ်အစီအစဉ်တွေကို Excel နဲ့မှတ်တမ်းတင်ပြီးစနစ်တကျထိမ့်သိမ့်တက်ရမယ်ဒေတာမှုတိကျမှုစင်ဆက်မပြတ်လုံနိုင်မှုကအောင်မြင်တဲ့ Supervisor တအူးဖြစ်ဖို့လိုရတဲ့အခြေခံပါပဲ။ မိကုံးချုပ် site supervisor ဖြစ်ချင်တဲ့ဆိုရင်တာဝန်ယူမှုဆက်သွယ်မှုနဲ့စီမံခန့်ခွဲမှုဒီ၃ချက်ကိုအဓိကထားသင့်ပါတယ်အလောက်ကအခက်ခဲရှိတတ်ပေမဲ့အတွေ့အကြုံတွေကနေဘ ഹു တုတရများလာတတ်ပါတယ်အနာဂတ်မှာ supervisor ဖြစ်ချင်သူတွေအတွက်ဒီ video လေးကအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့လိုအကြောင်းအရာတွေဆက်လက်ကြည့်ချင်ရင် like နဲ့ subscribe တို့လုပ်ထားဖို့မမေ့ပါနဲ့နော်